အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ CRM စစ်သားဇင်အောင်ဖြစ်ပါတယ်2025ခုနှစ်အော်တိုဝါလာ20ရဲ့စီးရီးသတင်းကောက်နှုတ်30ချက်များကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်ကချင်ပြည်နယ်ဖားကနေတာမှာတော့ကာမိုင်းဘက်ချမ်းကစစ်ကြောင်းတွေမိုးကောင်းဘက်ကိုပြန်ပြီးစုတ်ခွာသွားခဲ့တာရှိပါတယ်ချင်းလေတက်မဟာ3ရဲ့စစ်ကြောင်းတွေပဲဖြစ်ပါလိမ့်မယ် အမှတ်33ချင်းလင်တက်မဌာနချုပ်လက်အောက်ခံတပ်ရင်းနေလဲဖြစ်ကောင်းဖြစ်နိုင်ပါတယ်တကယ်လို့သာမှန်ခဲ့မယ်ဆိုရင်တော့စာဟာတော့ဖားကန်ကမိုင်းလမ်းတစ်လျှောက်အနာခံပြီးတိုးခဲ့ရပေမဲ့ကြောက်စိမ့်ကြီးမှာတော့ဖင်ပူအောင်မထိုင်ရဘူးလို့ဆိုရမှာဖြစ်ပါတယ်စာဟာတော့မှလုပ်ခဲ့တဲ့စာကမှုတွေထဲမှာပေါပေါရရဆိုလို့ဘိုလ်ချုပ်ကြီးသူရရွှေမန်းပြီးရင်လက်ရှိအမှန်လေးစစ်စစ်ရေးထုတ်ပြန်မှု ဒုတိယဘုံယုံကြည်ညွန်ဝင်းဆိုရင်တယောက်သာကြီးကြီးမားမားဖြစ်လာတာကိုတွေ့ရပါတယ်စစ်ကြောင်းတွေစုတ်ခွာသွားတယ်ဆိုပေမဲ့လည်းစုတ်ခွာသွားတဲ့စစ်ကြောင်းတွေကတော့ဘုံကောင်းတက်တဲ့ဘက်ကို ရောက်ရှိသွားတဲ့အနေအထားမျိုးမတွေ့ရသေးဘူးဖြစ်ပါတယ်ကချင်ပြည်နယ်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေထဲမှာအမှန်တော့စစ်စေရေးကုလမှုဌာနချုပ်ဟာတစ်သလုံးလူသုံးတက်မှတစ်ခုသာဖြစ်ပါတယ် ဒီချက်တွေရဲ့တက်တီတက်လို့တွေကိုကြည့်ပြီးမြောက်ပိုင်းတိုင်းစစ်တပ်သားတို့ရဲ့စီးရေးညီမှန်းချက်တွေကိုအချမ်းမြင်အနည်းစားဆုံးခံမှန်းလို့ရပါဖားကနေမှာအမတ်တော်စစ်စေးကိုကဲမှုဌာနချုပ်ရဲ့စစ်စေးရလတ်တွေဟာအပေါင်းဘက်ကိုသရုပ်ဖော်နိုင်ခဲ့တဲ့အတွက်တတ်မှာမှုဘုံမှုချုပ်ဇော်ဝေစစ်တပ်ကတို့ပတ်စဉ်40နှစ်ကတော့ဒုတ်ဝေတဲ့အထက်မပါပဲမုတ်ဝေတဲ့အထက်ပါခဲ့ပြီလို့ဆိုရမှာပါဘာလို့လဲဆိုတော့ အင်ဒိုနီးရှားပံပတ်တနေရာသတင်းထွက်လာလို့ပဲဖြစ်ပါတယ်တကယ်လို့သာအမတ်တော်စစ်စစ်ရေးကိုယ်ကဲမှုဌာနချုပ်ရဲ့စစ်ကြောင်းတွေသာဖားကန့်နေမိတဲ့ကနေပြန်နှုတ်ခဲ့ပြီဆိုပါလေနောက်ထပ်တစ်ခုတော့စစ်မျက်နှာကိုထပ်ပြီးကိုဆောင်ခံရတော့မှာဖြစ်ပါတယ်ဥရုချောင်းနဲ့မြာလဲအမတ်သုံးစစ်စစ်ရေးကိုယ်ခဲမှုဌာနချုပ်တွေနှစ်ပေါင်းများစွာကြာပြီးမှတဖန် ပြန်လည်ဝင်ရောက်လာခဲ့ရတာဖြစ်ပါတယ်ဒီတော့ပူတာဝမချမ်းမွန်နယ်မြေတွင်းကိုရောက်ပြီတော့အထူးဒေတာတက်လူပီပံဝါဘက်ကိုရောက်ပြီတော့ဆိုတာကတော့စောင့်ကြည့်ရအောင်ပါပဲဖြစ်ပါတယ်ဝိုင်းမော်ကလေကမ်ပိုက်တီပဲအချမ်းကိုတော့ပြည်သူစစ်တွေကိုအိမ်မက်တွေပေးပြီးခိုင်းစားသွားမယ်လို့ပဲမှန်းစားရပါတယ် မမမျိုးအနေထားကတော့နှစ်ဖက်ထိတွေ့မှုတွေရှိနေတယ်ဆိုပေမဲ့တိုက်ပွဲတွေဟာမြို့ပြင်ဘက်စီတို့တဖြည်းဖြည်းဥတီနေတဲ့အခြေအနေမျိုးကိုတွေ့နေရပါတယ်လို့ပြောရမှာဖြစ်ပါတယ်။ KNDD နဲ့မှာတော့ဘောလကဲခြေစင်းတဲ့တိုက်စစ်စည်ရတဲ့ရင်ပျောက်ဆုံးရကနေပြန်ထွက်ပေါ်လာခဲ့ပါပြီ။မာခရော့ရှေကနေထွက်လာတဲ့စည်နာဟာလော်ဂျီကူရွာအနီးတစ်ဝိုက်မှာသာရပ်တန့်နေသေးဖြစ်တယ်လို့ဆိုပါတယ်။ ရှစ်ချောင်းတွေကနေဖက်ပြလာတဲ့လူသစ်တပ်သားတွေကလည်းနေ့စဉ်နဲ့အများရှိနေပြီးပင်မစစ်ချောင်းဟာရှစ်ဆက်တိုးရဲဖို့ကြောက်လန့်နေကြပြီလို့လည်းခြေသွင်းပြောကြားသွားတာကိုတွေ့ရပါတယ်။ချမ်းမတဟာရှားတော့ဘက်ကနောက်တော့ဘက်ချမ်းကနေဝင်ရောက်နိုင်မှုကပါအကဲကြီးမှုတွေလှုပ်ဆောင်လာတာကိုတွေ့ရပါတယ်။ချမ်းမီနယ်တော်ပိုင်းပင်လောင်းမှာလည်းရေရေထိတွေ့မှုတွေဇက်တိုက်ဆိုသလိုရှိနေခဲ့ပါတယ်။ မြို့တော်လိုက်ကောနဲ့ဆယ်မန်ရော်တာကွာဝေးရဲ့ထီးတက်ကပဲချမ်းကုံမဘုံကြီးအောင်ကိုလက်နဲ့ကြီးနဲ့ပြစ်ခတ်ဖြည့်ဆည်းမှုနဲ့ခံထားရပါသေးတယ်။ဗရာကြီးနဲ့လက်ထွက်ဘက်မှာလည်းနှစ်ဖက်စည်ရေးရွှေပြောင်းမှုတွေရှိနေပြီးထိတွေ့တိုက်ပွဲကြီးကြီးမားမားတော့ဖြစ်မလာသေးပါဘူး။လိုင်းလင်းလေးဘက်ကလည်းတိုက်အင်အားဖြည့်ဆည်းမှုတွေပြုတ်လုခဲ့တာကိုတွေ့ရပါတယ်။စစ်စခန်းဘက်ကိုလင်ဖုံကြီးနဲ့ဖလားကြီးဘက်ကနေစစ်ကြောင်းနှစ်ကြောင်း ဖြန့်ခွဲဝင်ရောက်လာနေတာဖြစ်ပြီးဖာတီမာမဲတော်ကူတဝိုက်မှာလည်းတဆိတ်ပိုင်းတစ်ခုဖြန့်ခွဲလှူရှားနေတာရှိနေပါတယ်။ကြံပြန်လေးကတော့စစ်စကားမကူလေချောင်းပြစ်မှုရယူပြီးစစ်ကြောင်းတွေထပ်တိုးလာကဇေဒီကုန်းတစ်ခုမှာအခိုင်အမာဂျာယီခြေကုပ်ယူတတ်ဆွဲထားလိုက်တာကိုတွေ့ရပါတယ်။ဇလာတဲ့ကွက်ကွက်လေးသာကြာနေတဲ့ဖားဆောင်နယ်မြေကန်တက်အမှတ်135ခြေလင်းတိုင်ရတော့ဒဏ်ရာရလူနာတော်တော်များများကိုရဟတ်ရင်နဲ့ပြန်ခေါ်သွားသလို အင်အားရိတ်ကခဲယံထမှန်ဖြစ်တင်းမှုတွေယခုလာစားပိုင်းကအစလို့ပြုလုပ်လာနိုင်ခဲ့တာကိုတွေ့ရပါတယ်။ပြီးခင်းကလည်းဒီမော့ဆိုအနောက်ခြမ်းအတွင်းပိုင်းနေရာတွေအထိအသွင်ယူပုံစံမျိုးစုံနဲ့စိတ်ဝင်လာနေတဲ့ဆိုတဲ့သတင်းတွေလည်းရှိနေပါတယ်။နာမည်ခုံကနေဖောက်ဝင်လာဖို့မျိုးစုံစူးစမ်းပြီးမယ်ဖြစ်မလာတဲ့အတွက်နာနဲ့တောနဲ့ဖျားယူဘက်ကနေရိတ်ခါခဲယံလမ်းကြောင်းကိုအသုံးပြုလာတာကိုတွေ့ရပါတယ်။စိတ်ဝင်စားစရာတစ်ခုကောင်းနေပါတယ်။ ဘောလခဲမြို့နယ်ဟာလာမယ့်ဒီဇင်ဘာ28ရက်နေ့မှာမဲဆွယ်စီယုံရီပြုလုပ်လို့ရမယ်အထက်မှာအပါအဝင်ဖြစ်နေပါတယ်။ဘသူဝင်ပြိုင်ပြီးဘသူတွေကိုစီယုံမှာလဲ။ဘလို့ပုံစံနဲ့ဝါရဖြတ်နေမလဲ။မခွေတိုင်းကောင်းမြို့နယ်ပရိယောမှာတော့ဒေသခံတွေနဲ့နေပြည်တော်ကာကွယ်ရေးတပ်ရင်းတစ်ခုကရောက်ကစဖြစ်ခဲ့တာရှိပါတယ်။ ဆွေလော်ဘီတွေကတော့ဘာမှမသိပဲအားရဝမ်းသာနဲ့စကိုင်းတိုင်းဒဇယ်မြို့နယ်ကြေးပါတစ်ခုမှာရွာလုံးချုံနေပါစူပေါင်းပြီးဒေသခံကာဝေးတပ်ဖွဲ့တွေကိုနှင်ထုတ်ဆိုပြီးလှုပ်လာတာကို တွေ့ရပါတယ်။အဆိုပါတဲ့ရင်ဟာနေရာလွဲမနေသလိုဖြစ်စဉ်အကြောင်းအရာနဲ့အချိန်လွဲမနေတာကိုတွေ့ရပါတယ်။ဘခုဦးလေးလေးအတွင်းမှာတော့အင်အား300ခန့်ရှိတဲ့စစ်ကြောင်းကြီးတစ်ခုရောက်ရှိအခြေပြုနေပြီးမြောက်လူကန်ဘက်ကိုဆက်ထွက်လာနိုင်ရည်ရှိပါတယ် ဖွံ့ဖြိုးမြုံနဲ့မယ်ဆလီစစ်မျက်နှာမှာတော့အချမ်းဖက်တပ်ဟာနေမြေကန်တွေတက်တွေထက်ပြည်သူ့စစ်တွေကိုလေးရန်ကိုကြီးနဲ့ပြန်လည်တိုက်စစ်ဆင်ခဲ့တာကိုတွေ့ရပါတယ်။ဒီနေရာမှာလေးလေးနက်နက်တခုပြောလိုပါတယ်။စစ်တပ်နဲ့အနေထားချင်းရှင်လို့မရဘူးဖြစ်တာကိုတွေ့ရပါတယ်။လွတ်လပ်စွာခွဲပြားလို့ရပါတယ်။ရံငါပြည့်အောင်မှာဆိုတာလဲမှန်ပါတယ်။ ကျွန်တော်တို့တွေဟာစံဖက်တက်ကိုတော်လန်တဲ့နေရာမှာပြည်သူစီကနေလက်ဝါးချက်အကူအညီတောင်းခံရတာဖြစ်ပါတယ်။စစ်တပ်ကတော့ຫນွေဥကိုမချီပြူသူမှန်ကလေးလက်နဲ့ခေရန်တတ်ဆင်ပေးနိုင်တဲ့အခြေအနေတရရှိနေတာဖြစ်ပါတယ်။ဇန်နဝါရီကိုထက်ပူအားကြီးနေတယ်ဆိုတာညင်းလို့မရဘူးဖြစ်ပါတယ်။တိုက်ရိုက်ခိုက်ကောင်းတိုင်းတော့စစ်ပွဲတွေနိုင်နေမယ်ဆိုရင်ဝမ်ချန်ပီယံရှစ်ကလူတွေကြီးကဘာကိုကြီးစိုးထားမှာဖြစ်ပါတယ်။ ဆိုလိုချင်တာကမိဖြူဟာမဟာဖြူဟာအရန်အရေးကြီးလာနေပြီလို့ဆိုရမှာပါမကွေးတိုင်းနဲ့စကိုင်းတိုင်းဆက်ဖြစ်တဲ့ကလေးမျိုးနဲ့ကြာနာစကန်းကိုတော့အချမ်းဖက်တက်ကနေပြန်လဲထိတ်ထုတ်သွားနိုင်ခဲ့တာရှိပါတယ်ကံကောင်းမြုံတဲ့ဘက်ကနေအင်အားတွေရောက်ရှိခြေပြူပြီးတိုက်စစ်ဆင်လာခဲ့တာကိုတွေ့ရပါတယ်။စကိုင်းတိုင်းဗမောက်မြို့ကိုတော့အကြမ်းဖက်တပ်လက်လွတ်ခဲ့ရတာဟာဒီနေ့ဆိုရင်တလပြည့်မြောက်ခဲ့ပြီဖြစ်ပါတယ်။ ုံမလင်းမကနေအင်အားဖြစ်တဲ့ငါတိုက်စစ်ဆင်လာတဲ့စစ်ကြောင်းတွေဟာခိုနန်းနဲ့သခွတ်တာကြီးရွာတွေပဲအထိရောက်ရှိလာတာကိုလည်းတွေ့ရပါတယ်။အချက်ဖက်တိုက်ရဲ့စစ်ကြောင်းတွေပြန်လည်ဝင်ရောက်လာပြီးတိုက်ပွဲတွေဖြစ်နေတဲ့အတွက်တခုပြင်းညောင်မင်းသာအစရှိတဲ့ကြီးရွာတွေကဒေသခံပြည်သူတွေနေရစုံခွာထွက်ပြေးတိမ်းရှောင်နေကြရပြီဖြစ်ပါတယ်။ခိုနန်းကြောင်လည်နဲ့ပေးခါကြီးရွာတွေကိုရှမ်းပြည်သူစစ်တွေကထိ ंछ ုပ်လိုက်နိုင်တဲ့အတွက်ဒေသောင်းတိုက်ခိုက်မှုပုံပုံအသုံးပြုပြီးတော့ မြို့တွင်းကိုပြန်လည်ဝင်ရောက်လာနိုင်ခြင်းရှိပါတယ်။ကြမ်းမတ်တာဟာဒီအပိုင်းတွေမှာမြို့တွေကိုပြန်လည်သိမ့်ပိုက်ရရှိခဲ့ပြီဆိုရင်တော့ချက်ချင်းမြို့တွေကိုဝင်ရောက်လာခြင်းမရှိတာကိုတွေ့ရပါတယ်။ဝါရပြန်ချီဖို့အတွက်မြို့တွေမှာအမာခံလူတွေကိုစုစည်းထားခြင်းအာဆီယံတပြေးလို့ခေါ်တဲ့ကြောက်သူကြီးကများနဲ့ပန်းစည်းတွေဝင်ကပြီးအစင်းနဲ့ဖြစ်ကမှသာဝင်ရောက်လာတာကိုတွေ့ရပါတယ်။ချွေးဘုံစိတ်ခွန်ဘုံရလမ်းတိုင်းမှာကားစည်းရေထောင်တဲ့ချိန်ပြီ ဖိတ်ဆို့နေတဲ့အတွက် minus 10နီးပါးလောက်ကာလန်ကြီးဖြစ်နေခဲ့ပါတယ်။စကိုင်းရှေဘူကာလန်မကြီးကိုအတုံးပြုခွင့်ပိတ်ထားတာကြောင့်ယခုကွင်းလာဖြစ်တဲ့ရှေဘူစိတ်ခွန်လန်းကိုသာအားထားနေရတာဖြစ်ပါတယ်။စီးတွေ့တိုက်ပွဲတွေကြောင့်မဟုတ်ပဲမိုးရွာသွန်းမှုကြောင့်လမ်းမတချို့ပျက်စီးခဲ့ပါတယ်။ဒါပေမဲ့ခိတမြဖိတ်ဆို့ခြင်းသာဖြစ်ပါတယ်။ချင်းပြည်နယ်အတွက်တိုက်စစ်ဆင်မှုအတွက်ကိုတော့ကလေးမျိုးမှာစုဖွဲ့နေခဲ့တာဖြစ်ပါတယ်။ တမှုထူးကြနေပါတယ်ဒေတာကိုကေစစ်ထာနာချုပ်လို့နေရာမျိုးမှာမစုဖွဲ့တော့ပဲအ ਨੇ ဆုံးတိုင်းဆယ်ရင်တစ်ဖက်တစ်ပါလေ့ကျင့်ခန်းပြုလုပ်လို့ရတဲ့အမှတ်30တက်မလို့တိုင်းပြင်းလေ့ကျင့်ရေးအကြောင်းမှာစစ်စေးညှိနှိုင်းအစီအွေပြုလုပ်သွားပါတယ်စစ်တိုင်းမှုလုပ်သူကိုကမြန်ဝက်ဘလူးမျိုးမင်းထွေးကိုမတုံပဲဘိုးချုပ်စစ်ဒုတိယတက်မလို့လေ့ကျင့်ရေးအရာရှိချုပ်ကဦးစီးလာတာကိုတွေ့ရပါတယ် ဒုတိယတောင်းတော်လက်ကျေအရာကြီးတို့ဒေသကိုယ်ခဲမူစက်မ69နဲ့တက်မ89စက်မမူ၄ရောက်သားမြေပုံကြည့်ပြီးတဖက်တစီမံချက်အရာတော့ OK မှာအဲရိုပြဆိုသလိုဖြစ်နေပါလိမ့်မယ်။ဘာလို့လဲဆိုတော့စီမံချက်ထဲမှာမိမိစိတ်ဓာတ်တက်ကြွလေးရရှိရန်သူစိတ်ဓာတ်ကြာစဲလေးရရှိဆိုသလိုဖြစ်နေတာမဟုတ်လို့ပါ။စစ်တာအဲ့လိုပဲဖြစ်ပါတယ် ဂျမန်လေးကစပြီးကလေးကလည်းစည်ရင်တန်းတွေဟာစတင်ထွက်ခွာလာနေပြီဖြစ်ပါတယ်။ချင်းမက်ကိုလှုပ်တဲ့အကြဖက်တိုက်ရဲ့စစ်စေးအနေထားကိုတစ်ချက်ကြည့်ရပါမယ်။ကွန်မန်ဒါ၃ယောက်ကိုစတက်လှုပ်တဲ့သူဒုတိယတပ်မတော်လက်ကျေးရာရှိချုပ်ကဦးစီးရဲ့စစ်စေးဟာ joint operation ပုံစံမျိုးရှိလာနိုင်လေမလား။ထုံးစံတိုင်းမာရသွန်တွေပဲဖြစ်လာလေမလား။တခုရှိပါတယ်။အကြမ်းဖက်တိုက်ရဲ့စစ်ကြောင်းတွေဟာ စကိုင်းငလင်အလွန်ကာလတွေမှာဆင်းရဲမြားလုံနေကြတယ်ဆိုပေမဲ့လုံတိုင်းဖြစ်လာတဲ့တစ်ချက်ကိုတော့သတိထားရပါမယ်။ဘာလို့လဲဆိုတော့ဈေးချောင်းကနေပြစ်တယ်လက်လက်ကြီးနဲ့ပြစ်တယ်ဒရုန်းဆောင်ရှောက်တဲ့လမ်းမကြီးကနေပဲလမ်းလျှောက်ပြီးဝင်ချလာတဲ့ပုံစံမျိုးတွေကြီးဖြစ်နေတာကိုတွေ့ကြရမယ်ထင်ပါတယ်။စစိတ်တိုက်ပွဲဆင်းနောက်သာရှိတဲ့နိဗျူဟာကိုလူသစ်တပ်သားတွေနဲ့တွဲဖက်အသုံးပြုခြင်းကိုတွေ့ရပါတယ် ရှမ်းပြည်နယ်တောင်ပိုင်းရန်ကန်မြို့နယ်အတွင်းကိုအကြမ်းဖက်ဆင်ကြောင်းတွေနေပြည်ရှင်းလင်းရေးဆိုပြီးဝင်ရောက်နေတာတွေရှိပါတယ်။ကာဝေးရာသီဘက်ကလည်းနေပြည်စိုးမိုးထားမှုရှိရန်တွေ့ပါတယ်။မားသူကြီးရဘက်ကတော့ဒေတာကန်ပြည်သူတွေနဲ့ခြံလုံသားတွေကိုထွက်ခွာခိုင်းမှုတွေရှိနေတယ်လို့နေတွေကလည်းချက်စီးပေါက်တွဲမှုတွေလှုပ်လာတာကိုတွေ့ရပါတယ်။ ဒေတာကလည်းအဆိုအရယူနီဖောင်းနဲ့လက်နက်ငယ်တွေဟာကာဝေးတပ်ဖွဲ့တွေတုံးတဲ့အမျိုးအစားတွေဖြစ်နေတာတွေ့ရတယ်လို့ဆိုပါတယ်အချမ်းမဲ့တပ်ကနေအသွင်လှုပ်ရှားတယ်ဆိုတာဖြစ်နိုင်ကြတစ်ချက်ရှိတယ်ဆိုပေမဲ့ကာဝေးအင်အားစုတွေသာဖြစ်ခဲ့မယ်ဆိုရင်တော့စစ်မဲ့ချပွားခြင်းမရှိသေးပဲယခုလိုမျိုးမလုံတင်မှုဖြစ်ပါကေဗီနာတွင်မှာတော့မြောက်ရီကော်ကရစ်အာရှလမ်းပိုင်းကိုပြန်ပြီးဖွင့်မယ်ဆိုပြီးပြင်ဆင်လာတာကိုတွေ့ရပါတယ် ကင်းပြည်နယ်ဝန်ကြီးချုပ်ကပါနေလုံဝန်ကြီးကိုခိတဝန်ကြီးချုပ်ဆိုပြီးအစားထိုးလာတာကိုလည်းတွေ့ရပါတယ်။ရောက်ရီတောင်ပိုင်းနယ်မြေတွေဖြစ်တဲ့မြလက်ပိုင်းတဝိုက်ချင်းတွေတိုက်ပွဲတွေပြင်းထန်နေသေးဖြစ်ပြီးခလူစကန်ဘက်အထိပါအချမ်းဘက်စစ်ကြောင်းတွေဝင်ရောက်နိုင်မှုစူးစမ်းလာတာကိုတွေ့ရပါတယ်။ ဒီကေဘီနဲ့ BTF ရဲ့အင်အားကိုတုံးချပြီးတိုက်စစ်ဆင်လာပြီမဲ့အင်ဂျင်နီယာဂျိုးပင်တဝိုက်ပါတယ်ကာဝေးအင်အားစုတွေရဲ့အင်အားသုံးခုခံမှုတွေကြောင့်ရပ်တန့်သွားခဲ့ရပါတယ်မင်းလက်ပံတင်ကြီးတဲ့ယာရဲတွေဘက်ကမဖြတ်ကျော်ဝင်တာကြောင့်လက်နေကြီးဒရုန်းသို့မဟုတ်ဒေချောင်းမြစ်ကိုရယူမဲ့အနေအထားရှိနေပါတယ်ဂျာထိတ်အုံတော်ချင်းတော်နဲ့ဖျားကုန်းတဝိုက်ကိုလည်းပြင်းမှတ်မှတ်ပုံတင်ထားတယ်လို့သိရှိရပါတယ် ဖလူစကန်းကလေဘောလုံးဝင်တဲ့10ဝါပဲ3နဲ့လမ်းဘက်ကိုလည်း drone နဲ့အဆက်မပြတ်ကင်းထောင်နေတာကိုတွေ့ရပါတယ်။လေကီကောနောက်တောင်ဘက်အဖိုးကုန်းဘက်မှာပူပေါင်းအဖွဲ့တွေအင်အားဖြစ်နေတယ်ဆိုတာကိုလည်းသတင်းထောက်လှမ်းရရှိထားဖို့ရပါတယ်။မြေပြင်အခြေအနေဟာရှုပ်ထွေးပြည်တံကိုအစီအစုံဖြစ်နေပြီလို့ပြောရမှာဖြစ်ပါတယ်။ကြားပြန့်တရုတ်လုပ်ငန်းတွေတည်းအထိနှစ်ဖက်တပ်တွေနေရာယူပြီးအကျင့်နေတာဖြစ်နေတာကိုလည်းတွေ့ရပါတယ်။ ။ရှာမညမြေမူလုံမြို့နယ်အတွင်းကနေအမြောက်တလက်အပါဝင်အင်အားဖြင့်စစ်ရင်တန်းစစ်စီတံပြူစရမြို့ဘက်ကိုထွက်သွားတာကိုတွေ့ရပါတယ်။ရေမြို့နယ်မြောက်ဘက်ပိုင်းမှာလည်းမြေပြင်ထိတွေ့မှုတွေရှိနေဆဲဖြစ်ပါတယ်။ယခုလ10ရက်နေ့ကနေတနင်္လာနေ့ဒီမြေပြင်တိုက်ပွဲတွေဂျိုကြားဂျိုကြားရှိနေခဲ့တာဖြစ်ပြီးအကြမ်းဖက်တပ်မှလူတွေရပ်ွက်နဲ့ခြေရွာတွေထဲကိုလက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခိုက်မှုတွေပြုလုပ်ခဲ့ပါတယ်။ အင်အားလေးရတာရှိတဲ့စစ်ကြောင်းဟာအမတ်ရှိပြည်တော်စုလမ်းမကြီးကိုမန္တန်ပြုတ်ပြီးလက်တံတွေခွဲကာချမ်းကျက်လှုပ်ရှားလျက်ရှိပါတယ်။စာမျိုးစရမျိုးနဲ့အတွင်းသို့ဥတီဝင်ရောက်နေတာလို့ခံမှန်းရပါတယ်။ကားလမ်းတစ်လျှောက်နဲ့ရာဘာကြံလေးထဲမှာတက်ဖြောက်လှုပ်ရှားနေကြပြီးပြီးခဲ့တဲ့ထိတွေ့တိုက်ပွဲတွေအတွင်းဗိုလ်ကြီးတယောက်အပါအဝင်ဒရာစင်ကျော်မက်စီကိုက်ထားခဲ့ပြီဖြစ်ပါတယ်။ ဂျဟိုင်ဘီနယ်ရဲ့လက်ကျန်သုံးမြို့နယ်မှာတော့အကြဖက်တပ်ဟာတရားမဝင်ရွေးကောက်ပွဲတွေပြင်ဆင်နေတာကိုတွေ့ရပါတယ်။အဲဒီထဲကမှာကြောက်မြို့မြို့နယ်မှာတော့ထိတွေ့တိုက်ပွဲတွေပြန်လည်ဖြစ်ပွားနေကြပါကြောက်မြို့မြို့လေးကိုအကြဖက်စစ်တပ်ဟာပိုင်ပိုင်နိုင်နိုင်ထိန်းချုပ်ထားပုံရပြီးမြို့ပြင်တဲချောင်းရွာဘက်ထိအမျက်ထုတ်လိုက်စစ်ဆင်လာတာကိုတွေ့ရပါတယ်။ယခုလဒုတိယပတ်အလွန်မှာစစ်ကောင်စီရဲ့တကြော့ပြန်ဝင်ရောက်လာတဲ့စစ်ကြောင်းတွေကြောင့်ထိတိတိုက်ပွဲတွေ ပြင်းထန်လာတာဖြစ်ပြီးအာရခတတ်တော်ဘက်ကပြန်လည်ခုခံနေရခြင်းဖြစ်ပါတယ်။ချေစော်ပိုင်းတွေကပြောခဲ့ပါတယ်။ကြောက်ဖြူမှာကိုချေတို့တိုက်စစ်ထင်တော့မပေါက်ခဲ့တာမျိုးမဟုတ်ပဲအချိန်ရလာစမှာတဝင်းနဲ့ရသွားသလိုမျိုးဖြစ်ပါတယ်။ဘာပဲပြောပြောရန်ပြဲတစ်မျိုးလုံးနဲ့ရန်ပြဲကျွန်းတစ်ဝက်ကိုအာရခတတ်တော်ကထိ ंछ ုပ်ထားမြဲတာဖြစ်ပါတယ်။ စစ်တပ်ဟာတရားမဝင်ရွေးကောက်ပွဲကိုအကြောင်းပြုပြီးရခိုင်တောင်ပိုင်းလေးမြို့နယ်ကိုဆင့်ပြန်တာပြန်ဖွင့်မယ်ဆိုတာမရဲပဲကျွဲမဲစီးထားပေမဲ့အနည်းဆုံးရမ်းမြဲကိုခြံလက်ထားရခြင်းအားလည်းဗဟေလိတစ်ခုဖြစ်နေပါတယ်။ရှမ်းပြည်နယ်မြောက်ပိုင်းနောင်ချိုကြောင်မဲမိုင်းတော်ကြားနဲ့နတ်ဆန်ကိုဒီကြောင်ကနေဒီပိုင်းနဲ့နှီးပါတိုက်ခိုက်မှုပြုလုပ်ခဲ့ပါတယ်။ကြောင်မဲနဲ့မိုင်းတော်ကြားဆက်တပိုင်ရွာဘုံကြီးကြောင်ကိုကြားရောက်ပေါက်ကွဲခဲ့တာကြောင့်ထိခိုက်ပေးဆုံးမှုတွေများပြားခဲ့ပါ ။နန်းဆောင်မြို့နယ်ကွာဟဲရွာမှာလည်းဒေသခံ၃ဦးတင်ဆုံးခဲ့ပြီး9ဦးထဏ်ရာရရှိခဲ့ပါတယ်။ကျမတားဟာတရားနာလေထိတ်ထုတ်ငယ်မြေတွေကိုတခုမှမကြတိုက်ဆက်ဆက်ပြီးစင်နိုင်စွာတကယ်ပဲရှိနေပြီလားလေချောင်းကနေပဲဖီအားပေးချင်းချောက်ကဖြက်လို့ဖြက်စီလုံနေခြင်းမေလားနေရောညပါဆက်မှန်ပြုတ်လုံနေတယ်ဖြစ်ပါတယ ကိုမင်းသာဆွေးနွေးပွဲမလုပ်ခင်ဘာလို့မှလည်းပြောဘာဖြစ်ချင်လဲပြောဆိုတဲ့အသေးပဲတွေအများကြီးတွေ့နေရပါတယ်တီအန်အယ်နဲ့ပူအောင်ဖွဲ့ရာနောက်ဆုံးအချိန်ထိအနာခံပြီးတိုက်ပေးသွားတာကိုတွေ့ကြရမှာပါဒါပေမဲ့မဟာမိတ်ညီနောင်ဆိုပြီးအောင်ပွဲတွေတုန်းကဘဝညံခဲ့ကြပြီးအာမတန်တာတောင်မန်မလျှော့ခဲ့ချိန်မှာတော့သူ့သဘောမဆောင်တဲ့ဝိပန်းတန်တချို့သာမပွင့်တပွင့်ကြံနေခဲ့တာကိုတွေ့ရပါလူကောင်းမလား လူမပေါင်းတာလားဆိုတာကတော့ရွှေပြည်ပြည်ရဲ့တမိုင်းမှာမှတ်တမ်းတစ်ခုဖြစ်တင်ကြံရစ်ခဲ့ပါလိမ့်မယ်။လက်ရှိဒီဘောမျိုးမှာတော့အမှတ်23ခြေတင်တိုင်ရင်းနဲ့အချင်းအောင်တွေပဲဒီချမ်းပဲစစ်တပ်ဟာတပ်ဖြန့်ရောက်ရှိနေပြီးအမှတ်903အမှတ်904ခြေမြန်တိုင်ရင်းနဲ့ကုန်းချောင်ဘက်ကတော့ရောက်ရှိခြင်းမရှိသေးပါဘူး။ဆိုပေမဲ့လည်းချမ်းပဲစစ်တပ်ကတော့တီအန်အန်လေးတို့အလွန်တိုက်စစ်မှာဘေးဘက်ကိုအလဲကျနေမလဲ။အကုန်လုံး ဘိုင်းမတိုက်ကြသေးတော့အနည်းဦးမတိုင်ခင်ကာလတွေလိုပဲဘိုင်ဝမ်းဆွဲတာကိုခံကြရပါလိမ့်မယ်။ဒါကြောင့်ချမ်းမြောက်ကိုလွန်တော့ကိုယ့်အလက်ရောက်တာကိုစောင့်ရမလား။မရောက်ခင်သူသေးကိုရှင်ဒူးတော်တိုင်းမလား။ဟုတ်တာပဲခုမှတော့ပြီးခဲ့တဲ့ရပိုင်းအတွင်းမှာမြို့ဆုံမဲ့လူမနေတာကြာပြီဖြစ်တဲ့ရက်ွက်ရုံအောင်တခုမှပောက်ကွဲမှုဖြစ်ပေါ်ခဲ့ပြီးတန်လျာရှိသူများကိုအစစ်အစေးမရှိ ခေယံမြာဖားစီမှုတွေပြုလုပ်ခဲ့ပါတယ်။ဒါပြင်ကုံစုံဆိုင်ကြီးတို့ကိုချိတ်ပိတ်သိမ်းဆဲခဲ့ပြီးမိသားစုလိုက်ဖမ်းဆီးမှုတွေပါရှိနေပါတယ်။ယခုချိန်ထိမတရားဖမ်းဆီးခံရသူဥယေ30ဝန်းကျင်ကရှိနေပြီဖြစ်ပါတယ်။ကြံမြို့နယ်တော်တော်များများမှာလည်းဖမ်းဆီးမှုတွေရှိနေပြီးများသောအားဖြင့်ရပ်ွက်တွေထဲမှာပုံဝိုင်း၊ဖဲဝိုင်း၊ကျက်ဝိုင်းစတဲ့လောင်းစားမှုအသေးစားတွေဖြစ်နေတာကိုတွေ့ရပါတယ်။ ကာလာတို့ပြည်တံနေနဲ့အချင်းအောင်တွေကိုဓာတ်ရိုက်ပို့ဆောင်နေတာဖြစ်ပါတယ်အဲ့ဒီမှာစဉ်းစားကြည့်ရင်ဘာဖြစ်နိုင်ခြေရှိလဲဆိုတော့တရားမဝင်ရွေးကောက်ပွဲအပြီးမှာတက်လာမဲ့ဝိစုံပြောင်းဆိုရဘူးဘာလို့လို့ဒီကဘာကမှအတိမတ်ပြုခံရပွဲမရှိဆိုတာသိနေတော့တွေ့ရနေရကနေဖန်ဆီးထားတဲ့အချင်းသားတွေကိုအခြေအတွက်များများဖြစ်အောင်ကြိုတင်စုဆောင်ပြီးလိုက်လံဖန်ဆီးနေတာလို့တွက်ဆရပါတယ်ဒါကြောင့် အကြမ်းဖက်စစ်ပုတ်ချုပ်တွေလက်ထဲကနေတခုမှအလကားမရပါဘူးကျွန်တော်တို့တွေမိမျိုးစုံနဲ့ဆင်ဆက်မပြတ်စိုက်ယူနေရမှာဖြစ်ပါကြောင်းသင်ပြလိုက်ရပါတယ်ခင်ဗျာဆက်လက်ဆုံးနားထောင်ပေးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်စိုက်ပွဲရှိရင်အောက်ပွဲရှိရင်